အားလုံးပဲမင်္ဂလာညချမ်းလေးပါခင်ဗျာ Ghost Story Channel ကနေပြန်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့မှတော့ကျွန်တော်ပြတ်ပြတ်တော့ကျင်တဲ့တရေဇက်လန်လေးကတော့တရေနှကောင်နဲ့လူဆိုတဲ့တရေဇက်လန်လေးပဲဖြစ်ပါတယ်ဒီဇက်လန်လေးကိုမပြောပြရသေးဘူးကျွန်တော်ရဲ့ Channel လေးကို Like and Subscribe လုပ်ရသေးဘူးဆိုလို့ထားပေးကြပြီးတော့တစ်တိုင်းတရအောင်လည်းဘေးနားခေါင်းလုံးလေးကိုဖွင့်ပေးထားကြပါလို့အားလုံးကိုပြောချင်ပါတယ်ခင်ဗျာအစင်းနဲ့ပြည့်ပြီဆိုရင်ကျွန်တော်တို့စလိုက်အောင်ခင်ဗျာ ူတန်းအောင်ကညပိုင်းညနေခင်းတက္ကစီမောင်းတဲ့ဒုတိယဖြစ်ပါတယ်မနေ့ပိုင်းမိန်းမကမောင်းဟင်းကအတုဆုံရောင်းပါတယ်မနေ့စင်နာရီကနေဆိုင်တင်းပြီးညနေ9နာရီတွင်ကိုတန်းအောင်တက္ကစီဆွဲပါတယ်ကိုပိုင်ကားဖြစ်တဲ့အတွက်စိတ်ရှိတဲ့အချိန်ကားမောင်းပါတယ်စိတ်မရှိတဲ့အချိန်လည်းမမောင်းဘူးပေါ့နော်အချို့ကာရမများကပရလောကဓာတ်များနဲ့ကြုံတွေ့တာလည်းကြားဘူးကြပါတယ်ကိုတန်းကတော့တစ်ခါမှမကြုံဘူးမိ쇠များကကားကိုညဘက်မောင်းတာတစ်စီတည်းကြုံဘူးရလားဟုစက်စုမေးမြန်းကြပါတယ် မှန်တိုင်းမကြုံဘူးပြောတော့မိစေများကအားပေးစကားပြောကြပါတယ်။ခမားကညဘက်မောင်းနေတာဆိုတော့တစ်ချိန်မဟုတ်တစ်ချိန်တစ်စီတရဲနဲ့ဂျုံကိုဂျုံရမယ်။ခမားသားဖို့ရောက်ရင်ရောက်လာမယ်။မဟုတ်ရင်လမ်းမှာဂျုံနိုင်တယ်။ခမားတို့ကတော်တော်ချစ်ဖို့ကောင်းတဲ့လူတွေပဲ။ကောင်းတဲ့စကားမပြောဘူး။မကြုံရသေးဘူး။ကြိုပြီးခြောက်လန့်နေတယ်။ဟေ့တန်းမင်းကိုပြောင်ကြီးဖြစ်ကိုမကြားလိုက်ဘူးလား။ဟင်းဘလို့နဲ့မှစကားမဆက်မိလို့မတည်ဘူး။ခုတလောက်ကိုပြောင်ကြီးကိုလည်းမတွေးမိပါဘူး။ မတွေ့ဆုံဆင်းရုံရောက်ပြီးခြေထောက်တစ်ဖက်ဖြတ်လိုက်ရတယ်ကွာအခုကဆင်းရုံဆင်းတာမကြတယ်ဘာဘလို့ဖြစ်တာလဲကျွန်တော်မတိလိုက်ဘူးဦးလေးစုံကိုပြောင်ကြီးဘာဖြစ်လို့ခြေထောက်ဖြတ်လိုက်ရတာလဲဒီလိုကွာတညဆယ်နာရီလောက်အင်းစိန်ကိုခီးတယ်ပို့ပြီးပြန်လာတာကားပေါ်မှာကားရှင်းလို့မမှန်မှန်မှန်မောင်းလာတာပေါ့မြို့တည်စည်းလုံလောက်အရောက်မှာသူကားရှိကလေးကိုလက်ဆက်ထားတဲ့အဖွားကြီးတယောက်ရုတ်တရက်ပေါ်လာတာလေအဝေးကနေမီးအလင်းကြောင့်ဘာမှမရှိတာကိုမြင်နေရပြီးကားနဲ့ဝါရပြန်လောက်အကွာကြမှာ ပြက်ခနဲ့ပေါ်လာတာလေကွာတရဲတစ်စီလားလူလားမစင်းစားနိုင်တော့ဘူးတဲ့မတိုက်မိအောင်ပဲလက်ကင်ကိုဆွဲလဲလိုက်တာလမ်းလေကဘလောက်တုံးကိုတိုက်ပြီးတော့ကားကကျွန်းပြန်သွားတာသပတ်ပတ်ထားလို့မတည်တာလည်းမအဲ့လိုလမ်းပေါ်မှာရုတ်တရက်ပေါ်လာတာတို့အဝေးကလေးကမြင်ပြီးအနည်းရောက်မှပျောက်သွားတာလို့ကိုညမောင်ကာမာများတော်တော်များများကြုံဘူးကြပါတယ်တန်းအောင်မင်းကလည်းညဘက်ကာမောင်းတဲ့လူဆိုတော့ဒိတ်ချဖို့ပြောနေရတာကိုပြောင်ကြီးကလည်းပြည့်စည်ရော့ဆိုပါတော့ တိုင်ရင်ကျိုးပို့ရမယ်အဆင့်ဖြစ်သွားပြီမြင်လည်းမကြုံသေးဘူးဆိုတော့သတိထားအောင်ညကာရမတော်တော်များများအန်ဒီရတစ်ခုနဲ့ကြုံရင်ကြုံမကြုံရင်တရက်တစ်စီနာနာဘာဝတို့နဲ့ကြုံမှညကာရမစစ်တယ်ဟုဆိုကြပါလေယခုကိုတိုင်အောင်တယောက်လွန်ခဲ့တော့၃ရက်ကမထင်မှတ်တော့ဖြစ်ဆိုနဲ့ကြုံခဲ့ရတယ်အိမ်ကထွက်လာကလေးကအခောက်ကြီးတုံးောက်ပို့ရပါတယ်အချိန်ကည၁၀နာရီကျော်ပြီညပိုင်းတွက်ချိန်ကပ်ပြီးမှကားတိန်တော့မီပြင်ပြီးအိမ်ကိုပြန်မောင်းလာတဲ့အချိန်မှာစားတော့ဆိုင်ကပြန်ထွက်လာတော့လွန်ခဲ့တော့၃ရက်ကဒေါ်ပုံတို့လိုက်ပုတ်ပေးရငါးတစ်ဖြစ်အိမ်ညလည်းတိတ်မဝဲ တောင်းနေဈေးလဲပေးလိုက်ဖြစ်လိုက်ဖို့ပေးလိုက်ပါတယ်သူတို့တွားမိနေရရောက်တော့ဆင်းသွားကြပါတယ်ကားမောင်းပြီးလဲထွက်လာခဲ့လိုက်ပါတယ်ရှေ့မှာလူတယောက်ကကားတားနေပါတယ်ဘယ်တော့မှလဲဗျာအမင်္ဂလာအဝေးပြေးတွားခြင်းလို့ဟာဝေးတယ်ဗျာကျုပ်ကကားတိတ်တော့မှဟိုနားဒီနားထင်လို့မနေ့စောကားနဲ့တွားရမှာမဟုတ်ကားဝဲမှာတွားအိမ်မလို့ကူညီပါအောင်ဗျာခီးတယ်ကတောင်းနဲ့လောက်ပေးမိဆိုရင်သူစိတ်ဝင်စားတော့တယ်တတောင်းဝဲပေးမလားပို့ပေးမယ်လို့ပြောလိုက်ပါတယ်တတောင်းမဲထားဗျာနေကင်းဆိုဒေါ်ဘုံကအဝေးပြေးကိုအလွန်ဆုံး6000ပေါ့ ်ကတောင်းဝဲပြီးရင်လိုက်ဖို့မယ်မပြီးရင်ကားတော်တိန်တော့မယ်ကိုတိုင်အောင်ကကောင်းကောင်းထွက်လိုက်တယ်ပြီးဟုတ်ပြာကတောင်းဝဲပြီးမယ်ဈေးတက်တော်တဲ့ဖြစ်ကားစတင်ထွက်လာခဲ့လိုက်ပါတယ်ကိုတိုင်အောင်လည်းကားပေါ်ကပါလာပြီးလူမာလူကောင်းလားလူဆိုးလားစဉ်းစားပြီးကားကိုဘီလူဆိုင်မောင်းနေပါတယ်ထိုလူကအသက်35နှစ်ဝန်းကျင်လောက်တော့ရှိပါမယ်နောက်ကြည့်မှပြင်နောက်ခန်းကိုကြည့်လိုက်စဉ်မျက်လုံးပြွတ်သွားရပါတယ်ထိုလူ၏ဘေးတဲ့အသက်50ဝန်းကျင်အတော်ကြီးနဲ့အသက်16နှစ်ဝန်းကျင်မိန်းကလေးတစ်ယောက်ထိုင်နေလေးကိုတွေ့လိုက်ရပါတယ်ကားကောင်းစဉ်ကတယောက်တည်းပါပဲ ဘယ်ချိန်တည်းကတက်လာတယ်မသိတက်လာတယ်ကိုလည်းမတွေ့ရဒီတိုင်းဆိုရင်၃ရောက်လုံးပဲရဲလားမသိအခုကတာပြေကလွန်ရဲတူဝနာဘက်ပင်ရောက်နေပြီကိုတန်းအောင်လည်းရှေ့ကြည့်လိုက်နောက်ကြည့်လိုက်နဲ့ကနာမငင်ဖြစ်နေရပါတယ်ဟဲ့လူရှေ့ကြည့်မောင်းလေရှေ့ကြည့်လိုက်နောက်ကြည့်လိုက်နဲ့ဘာဖြစ်နေရလဲထိုလူကဒိဋ္ဌာမိသွားပါတယ်ခမရတော်တော်ဆက်စုတာပဲခမရတိလားမတိလားလည်းမသိဘူးခမရဘေးမှာမိမကြီးနဲ့ကောင်မလေးတယောက်ထိုင်နေတာကိုနောက်ကြည့်မှရတယ်မြင်နေရတယ်ဟာမဟုတ်ကဟုတ်ကလည်း တကယ်မြင်ရတာခမရသားသားတော့ကမတွေ့ဘူးလမ်းကျမှာတွေ့ရတာခမရကျုပ်ကိုချက်လက်မနေနဲ့ကျုပ်တကယ်ပြောတာကျုပ်မြင်နေရတယ်ထို့လူပြောပုံအရဆိုသူနဲ့ဘယ်သူမှမပါလာတာတော့တေချာပါတယ်ဒါဆိုတရေတစေဆိုတာတေချာနေပြီကာဝင်ရလို့ဆင်းသွားရင်တော်တယ်မဆင်းမဲ့ပါလာရင်အခက်ဟုကြိုတင်တွေးပြီးတော်လုံးချက်ချားနေမိပါတယ်ဟဲ့လူခမရမျက်လုံးနဲ့ရှေ့ကိုပဲကြည့်မှကျိုးရပတ်ဆံတဲ့ပစ္စည်းတွေကိုစိတ်နဲ့ပြင်မာနေတာလားမြင်ကြည့်တော့ရင်ပါမတတိန်နဲ့ဝက်စားတော့အဲ့လောက်တော့ငါကလှုပ်စရာလားဒါဖြစ်ဘာကြောင့်နောက်ကိုကြည့်နေရတာလဲ ။အများကြီးမှမိမတွေပါလာလို့လို့ပြောပြပါရောလား။ဒါတွေကရိုးနေပြီးကျုပ်မှ၄တောင်းမဲ့ပါတယ်တသိန်းလည်းမပါဘူး။ဒီခါကြည့်ရင်ကျုပ်မှပါတယ်ဒါနဲ့ထိုးတော့မှာဟုပြောပြီးအတော်ရှစ်လက်မခန့်ရှိရဒါကိုပြရတယ်။ဘုဒ္ဓအောင်လည်းကောင်းအောင်မောင်းမြင်သိမရှိတော့လမ်းမှာပက်ကင်းဖွဲ့တွေလည်းမတွေ့တွေ့ရင်ဒါနဲ့ချင်းချောက်တွေဟုပြောကရဲလက်အသက်မြည်ဟုတွေးလိုက်ပါလား။မြောက်ကလာတဲ့ရောက်တော့ကားနောက်ခံကနေငိုရန်ကြီးထွက်လာခဲ့ပါလား။နောက်ခန်းကိုကြည့်လိုက်စမ်းမိမက်များမတွေ့တော့ပဲကားကားစီးတူကငုံနေပါလေဟာဘလို့ဖြစ်တာလဲငါ့ကိုတတ်တယ် ဖះဖះယောက်ျားကြီးကမိမတန်ကြီးနဲ့ငိုပြီးပါလေပြောနေမှမသိထိုချိန်တွင်ကင်းဖွဲ့ကိုတွေ့လိုက်တဲ့ပြဝန်းတာတော့ပါလေကားကိုတားတစ်ပြက်ရက်ပေးလိုက်ပါလေရက်ထတာတုံးဦးကကားမရောက်လာတယ်လမ်းစဉ်လေးပြပေးပါဘယ်ဟုတ်သွားမှလဲဗျအဝေးပြေးခီးတဲ့ပို့ပေးတာပါအနောက်ကလူကဘာဖြစ်လို့ငိုနေရလဲဗျမတိဘူးဗျကော့ကွင်းသားရောက်မှငိုတယ်ကြားရတာဗျကဲအောက်ကိုဆင်းပေးခဲ့ကြပါဦးကုတန်းအောင်ကဆင်းတော့လေထိုလူကမဆင်းမဲငုံမြင်းငုံနေပါလေကုတန်းအောင်လည်းဖြစ်ပြတဲ့မြပြပြလိုက်ပါလေဒါဆိုနောင်ကြီးပြောတဲ့တရေမတွေကဒီလူကိုဝင်ပူးနေတာလား ဒါတော့ကျွန်တော်လည်းမသိဘူးဗျထင်တာပြောပြတာပါကဲဟဲ့လူဆင်းခဲ့အောင်ထိုလူကငုံမြဲတာငုံနေပါလေရဲများလည်းထိုလူပါလာတော့အိတ်များကိုစစ်စစ်ကြည့်ရငွေ30နဲ့ရွှေတဲ့ပစ္စည်းများကိုတွေ့ရတယ်ဒီကောင်လူကောင်းတော့မဖြစ်နိုင်ဘူးကားပေါ်ကဆဲချပါရဲဥကအမိန်ပေးလိုက်တဲ့ပြင်ဆဲချလိုက်ပြီထိုလူကအပြင်ရောက်လာတယ်အပြင်ရောက်တော့ဇက်ကြီးကြိုးပြီးငုံမြဲငုံနေပါလေနေအောင်ကဒီနောင်ကြီးပြောပုံရဆိုတခုခုဒီလူကိုပူကတ်နေပုံရတယ်ကဲဆရာကြီးနေအောင်အင်ကိုဒီလူကိုခေါ်တော်ရင်ကောင်းမယ် ဟုတ်တယ်ဆရာကြီးနေအောင်ကစခန်းမှာဂျူတီကြနေတယ်စခန်းကိုပဲခေါ်တော်လိုက်တော့ရဲဥကပါပြောတဲ့ပြစခန်းကိုထွက်သွားကြပါလေဟိုတက်အောင်မှာလိုက်ပါတော့ရတယ်ဒီလိုနဲ့တက်ချက်ကြီးအိမ်ကိုရောက်လာကြလေဆိုပါတော့ထိုတက်ချက်ကြီးဒီဘာသာရေးကန်ဆိုင်ပြီးအထက်လမ်းပညာကိုကျင့်ကြံနေသူလည်းဖြစ်ပါတယ်ဗျာစင်စီအားလုံးထိုင်ပြီးကဲငုံနေလို့မတူဘူးဘာဖြစ်တာလဲအားလုံးတည့်အောင်ပြောငါ့ကိုတတ်တယ်ငါ့မေကိုတတ်တယ်ပစ္စည်းတွေကိုယူသွားတယ်ဘယ်သူကတတ်တာလဲ အုံးလအခုဘူးကတ်နေတာဘယ်လိုလဲပြောလလတန်းဒေါ်လာလတန်းလားမဟုတ်ဘူးတမီးကလလတန်းအမေကဒေါ်ဘူးအခုဘယ်ကနေလိုက်လာတာလဲဘယ်မှာနေကြတာလဲဒေါ်ဘုံကပါဘာလို့တက်ခံရတာလဲအုံးလမွေးစားတော့တူလူတဲ့ငွေမထုတ်ပေးလို့တတ်တာဒါကြောင့်မကျေနပ်လို့လိုက်လာတာအိမ်မှာဘယ်လိုလဲကြံနေသေးလဲအဖေကခီးတွားနေတယ်မောင်လေးကဘောပဲကြည့်နေတယ်ဒီလောက်ဆိုတရားခံကိုဖမ်းလို့ရပါပြီ ပူကတ်ထားရမှာခွာပေးပါတာမင်းနေအောင်လုံးကောင်းရမောင်းရရောက်ပါစေဆရာကြီးနေအောင်စကားအဆုံးမှာပူကတ်ရမှာထပ်ခါတော်တော်လေးရေမန်းဖြစ်ထိုးလူအားပက်လိုက်လေတော့လေမျက်နှာမြင်အောင်လားမလားငါတို့ကုံတီးပြီးအမှန်တိုင်းပြမညာနဲ့ကျွန်တော်မနဲ့အဝေးပြေးကောင်းနဲ့ရွာပြန်မလို့ကောင်းကားစီလာတာပါရဲဦးကကျွန်တော်တို့ဒေါကုံစကန်ကိုဖုံးဆက်ပြီးစစ်စစ်ခိုင်းတာပါခဏနေဆိုဒီကောင်ညာမညာအကုန်တီးရမှာပါဘုဒ္ဓအောင်ကကျွန်တော်ပြန်လို့ရပြီလားဆရာမရသေးဘူးစစ်စစ်ပြီးမှပြန်လို့ရမယ်အကျန်လူဆိုခမည်းတော်ကအရေးယူရမှာ အာဒီလူကားကတလောင်းခွဲပြေးလို့လိုက်လာတာပါမတိပါဘူးသူဒါကခမရပြောပဲဒီညတော့စစ်စစ်စရာရရှိတော့အချုပ်ထဲမှာနေလိုက်အောင်ငွေတလောင်းခွဲကိုမတ်၍ချုပ်တတညအိတ်လိုက်ရပါတယ်ကားကလည်းမရနောက်နေ့နေ့လယ်မှာပြန်ခွင့်ရပါမယ်အုံးလားကိုလည်းအေးအေးယူနိုင်ခဲ့ပါလေဒိုချိန်မှစပြီးကိုတိုင်းအောင်လည်းကားကိုကိုယ်တိုင်မမောင်းတော့ပဲအငားအားချထားလိုက်ပါတော့တယ်ဇလန်းလေးရတော့ဒီနေ့မှာအဆုံးတက်ထားပါတယ်ခင်ဗျာ အဆုံးထိလိုက်ပါကြည့်ရှုပေးခဲ့ကြလို့အကုန်လုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ဗီဒီယိုမှာလည်းဒီထက်ကောင်းတဲ့အကြောင်းအရာလေးနဲ့ပြန်လာခဲ့အောင်ပါမို့ channel လေးကို like and subscribe လုပ်ထားပေးကြပါလို့အားလုံးကိုတောင်းဆိုချင်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်